မရိကန်ကအာဆီယံနိုင်ငံများမှဆိုလာသွင်းကုန်တွေကို35ဇာခွဲတိအခွန်တိုးကောက်နေတယ်ဆိုပါလိမ့်ခရက်ဆိုရဖွဲ့ဟာ၎င်းရဲ့နောက်ဆုံးအခွန်စည်းကြမှုမှာအရှိတော့အာရှနိုင်ငံများမှာဆိုလာသွင်းကုန်တွေပေါ်အခွန်အသစ်ချမှတ်ခဲ့ရမှာအမြင့်ဆုံးဟာ3521ရာခိုင်နှုန်းအထိရှိခဲ့ပါလိမ့်တရုတ်နိုင်ငံထံမှထောက်ပံ့မှုကိုမမျှမတအကျိုးခံစား권ရရှိနေတဲ့ကမ္ဘောဒီးယား၊ဗီယက်နမ်၊မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာရှိတဲ့ဆိုလာထုတ်လုပ်တဲ့ကမ္ပဏီတွေဟာအမေရိကန်ဈေးကွက်ကိုအလွန်ဈေးသက်သာတဲ့ထုတ်ကုန်တွေလုံးရင်းနဲ့ရောင်းချနေတယ်လို့စုံစမ်းစစ်ဆေးတွေ့ရှိပြီးနောက်တနင်္လာနေ့ကအခွန်အသစ်ကိုကြေညာတာဖြစ်ပါလေစီးကျက်အခွန်အသစ်ဟာကဘာလုံးဆိုင်ရာထောက်ပံ့ဖြည့်နေရေးခွင့်စက်တဲ့ဈေးကွက်ကိုကပြောင်းကပြန်ဖြစ်စေခဲ့တယ်။ရေကသမတ်ထရန်ကခြောက်မှတ်ထားခဲ့ပြီးဖြစ်တဲ့အခြေခံအခုနှုံးထားဆရာကတော့မှထထူးကောက်ခံမှာဖြစ်ပါလေ။ အဆိုပါနိုင်ငံတွေမှာရှိတဲ့တရုတ်ကမ္ပဏီတွေဟာအမေရိကန်ဈေးကွက်မှာတဘာဝမကြတဲ့ဈေးပေါ်တဲ့နှုံနဲ့ဆိုလာဆဲတွေနဲ့ဆိုလာရွက်တွေကိုအလုံးကြီးနဲ့ရောင်းချခဲ့တယ်လို့ American Solar ထုတ်လုပ်သူတွေက စွပ်စွဲထားပါတယ်။ American ကုသရေးဝန်ကြီးဌာနကတနစ်ကြာစုံစမ်းစစ်ဆေးမှုနောက်အခုစီးကြက်ကွန်တဲ့ချမှတ်လိုက်တာဖြစ်ပါလေ။သမ္မတထရန့်ရဲ့ပထမတက်တန်အတွင်းကတရုတ်ကုမ္ပဏီများစွာဟာ American ရဲ့အခွန်စီးကြက်မှုကိုရှောင်ရှားဖို့မကြသေးမီနှစ်များအတွင်း အရှိတော်အရှောင်းလုပ်ငန်းတွေပြောင်းရွှေ့ခဲ့ပါလေခွန်စည်းချက်မှုတရကမ္ဘောဒီးယားနိုင်ငံမှာဆူလာအတွင်းကုန်ပေါ်စည်းချက်ခွန်ကို3527ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခတ်မှာဖြစ်ပါလေဒီလိုဖြစ်ရတာဟာကမ္ဘောဒီးယားနိုင်ငံဟာစုံစမ်းစစ်ဆေးမှုမှာပူပေါင်းပါဝင်ခြင်းကိုရပ်တန့်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းအမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနကပြောပါတယ်အမေရိကန်ဟာ၎င်းတို့ရဲ့အခွန်စည်းချက်မှုကိုပြန်လည်မတုံ့ပြန်တဲ့နိုင်ငံတွေကိုသာဖြေလျှော့ပေးပါပြီ။ ပြန်တုံးပြန်တဲ့နိုင်ငံတွေကိုတော့ပြင်းပြထန်ထန်ဆက်အေးအေးယူမယ်လို့ထွန်းကဆိုထားပါတယ်။ BNN ရှိကုမ္ပဏီတွေဟာခွန်စည်းချက်မှု395တန်တမ900ကျပ်လုံးရင်းဆိုင်ရမှာဖြစ်ပြီးထိုင်းနိုင်ငံမှာကုမ္ပဏီတွေဟာ385တန်တမ200ကျပ်လုံးအခွန်စည်းချက်ခံရမှာဖြစ်ပါတယ်။မလေးရှားမှာတော့နိုင်ငံတော်ကနှုံထားကို34တန်တမ400ကျပ်လုံးကောက်ခွန်သတ်မှတ်ထားပါတယ်။ဘလုံးဘတ်တင်ဌာနတရင်ရအမေရိကဟာပြီးခဲ့တဲ့နှစ်က VNN Thai ကမ္ဘောဒီးယားနဲ့မလေးရှားတို့မှဆိုလာပစ္စည်းဒေါ်လာ12.6ဘီလီယံပိုတင်သွင်းခဲ့တယ်လို့သိရပါတယ်